ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဟာတန့်စင်ရဲ့အသက်20နှစ်ပြည့်ဝနေ့ဖြစ်ပါတယ်အောက်တိုဘာလ14ရက်နေ့မွေးနေ့ရှင်ပေါ်လီတန့်စင်ဟာဒီနှစ်မွေးနေ့မှာတော့သူပြောတဲ့အတိုင်းထူးခြားတဲ့မွေးနေ့လေးဖြစ်ခဲ့ပါတယ်ခင်ဗျာရှေ့မှာကျွန်တော်ကစူပါလက်ကနေသူနှစ်ထပ်ကွန်းချန်ပီယံဖြစ်ခဲ့တော့ကဝစ်စင်ခဲ့တဲ့ဘောင်းမီနဲ့အင်ဂျီကိုတန့်စင်အတွက်ဝင်းနေ့လက်ဆောင်ဖြစ်ပေးခဲ့တဲ့အကြောင်းလေးပြောပြခဲ့ပါတယ် နောက်ထပ်ထူးခြားတဲ့မွေးလက်ဆောင်တစ်ခုကိုလည်းတန့်စင်ကပန်ဆိုင်ရရှိခဲ့ပါတယ်ခင်ဗျအဲ့ဒီမွေးလက်ဆောင်ကိုပေးပို့လိုက်တဲ့သူကတော့အောင်လအဆန်းဖြစ်ပါတယ်တရှင်တိုင်းရင်းသားကိုခံပညာဆောင်တိုက်ခိုက်ရေးဖိုက်တာကြီးကသူရဲ့ Kclip FC ကအမှတ်တရကိုစုံလေးတစ်စုံကိုတန့်စင်အတွက်မွေးလက်ဆောင်ပေးရလိုက်ပါတယ်ခင်ဗျအဲ့တော့ဒီ20နှစ်ပြည့်မွေးနေ့ဟာတန့်စင်ပြောထားတဲ့အတိုင်းသူတော်တော်တကယ်ကိုထုတ်ခဲ့တဲ့မွေးနေ့လေးဖြစ်သွားခဲ့ပါတယ် တန့်စင်ဟာဝမ်ချန်ပီယံရှစ်မှာအခုနောက်ဆုံးထိုးထားတဲ့ပွဲစဉ်၃ပွဲဆက်တိုက်ရှုံးနိုင်ထားပါတယ်။သူ့ကိုတချို့သောပရိသတ်တွေကလည်းအမရလို့ထိုးနှက်ဝေဖန်တာတွေရှိကြတယ်။ဒါပေမဲ့သူ့ဆရာစူပါလက်ကတော့တန့်စင်ကိုအားပေးစကားပြောထားတယ်။ဘလောက်ပဲရှုံရှုံမင်းတောင်းပန်စရာမလိုဘူး။အကောင်းဆုံးပြန်လာဖို့ကသာမင်းရဲ့ဥတီယာ ဖြစ်ရမယ်။မင်းနိုင်ပွဲတွေရအောင်နိုင်တဲ့နေ့ ေဖန်တန်နေအားလုံးဟာတိတ်ဆိတ်သွားလိမ့်မယ်ဆိုပြီးတော့သူကတန့်စင်ကိုအပိစကားပြောထားတယ်ခမပြီးတော့အခုသူ့ရဲ့ဂျင်ကိုရောက်လာတဲ့တန့်စင်ကိုသူကိုယ်တိုင်ဦးစီးကုတ်ခဲ့ပြီးတော့လေ့ကျင့်သင်ကြားပေးတာလေလှုပ်ဆောင်နေပါတယ်အခုလို ပြင်ပလူမှုဘဝအပျော်လေးတွေဆိုလေစူပါလက်ကတန့်စင်အတွက်ဖန်တီးပေးတာကိုကျွန်တော်မြင်တွေ့ရတယ်ခမတနည်းပြောရရင်တန့်စင်ဟာဆရာကောင်းတမကောင်းနဲ့တွေ့နေတာလို့ပြောလို့ရပါတယ်တန့်စင်အနေနဲ့လည်း အခုမှအသက်22နှစ်သာရှိသေးတာမို့တကယ်ကြိုးစားရင်ပြန်ဖြစ်လာဖို့အခြေအနေတွေအများကြီးရှိနေတော့မှာပဲရှေ့မှာကိုစောဖြိုးဝေကလည်းထာခုံနဲ့ပွဲထိုးတော့ကတန့်စဉ်အတွက်အထူးစာချုပ်တစ်ခုကိုသူရှုပ်ဆိုပေးခဲ့တယ်လို့ပြောထားတာရှိရတဲ့တန့်စဉ်အတွက်ဝမ်ဟာပွဲတွေပေးဦးမှာပါပဲတန့်စဉ်အနေနဲ့အလောတကြီးဆုံးဖြတ်ရချာပြီးတော့လင်းလင်းမြတ်ပွဲထိုးဖို့မဆုံးဖြတ်တာမျိုးလုပ်ဖို့ပဲလိုပါတယ်အချိန်တခုစောင့်ပြီးတော့ကိုယ့်ဘက်က လုံးဝပြည့်ပြည့်စုံပြီးဆိုမှစင်ပေါ်ကိုပြန်တက်တာဟာတန့်စင်အတွက်အကောင်းဆုံးမှာပဲဟုတ်ကဲ့တန့်စင်ရဲ့22နှစ်ပြည့်မွေးနေ့မှာတန့်စင်အနေနဲ့ရှေ့လာမဲ့ပွဲစဉ်တွေမှာနိုင်ဝဲတွေရယူပြီးပြိသက်တွေရှေ့မှောက်ကိုတစ်ချိန်ကတန့်စင်အဖြစ်ပြန်လည်လာအောင်နိုင်မှာဈေးလို့ဆူတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြိသက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ